ားလုံးပဲမင်္ဂလာပါခင်ဗျာဆော့ကာဟော့စ်ရဲ့တင်ဆက်မှုကနေကြိုဆိုပါရစေကျွန်တော်တို့အခုအစွန်းနေ့သုံးသပ်သွားမယ့်အကြောင်းအရာကရိုးရလဝေရိုးရလဝေမှာကအခုဒါ1 Friday night ပေါ့နော်1 Friday 5 101ပေါ့နော်ဒီတရက်တက်ပွဲစဉ်တရက်တက်ပွဲစဉ်မှာကျွန်တော်တို့ထူးထူးခြားခြားပဲကျွန်တော်တို့မြမရိုးရလဝေဒါကစားသမား2ယောက်ပေါ့နော်ကျဲပွဲ2ဦးဖြစ်တဲ့အဲအဲဝီပါလာတယ်တွဲလင်းထပ်ပါလာတယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်သိလို့တဲ့အကြောင်းအရာတွေပြီးတော့ပရိသတ်တွေသိသိနေတဲ့အကြောင်းအရာတွေကိုကိုစိုးကြီးနဲ့ အတူတင်ဆက်သွားမှာဖြစ်ပါတယ်အခုမင်္ဂလာပါကိုစွန့်ကြီးမင်္ဂလာပါကိုဟုတ်ဟာဒီ1ဟို55ဒါတရား1ပေါ့နော်တရား1မှာကျွန်တော်တို့ဒီမြန်မာကစားသမား2ဦးပါလာတယ်ပေါ့ကျွန်တော်ဒီမြန်မာကစားသမား2ဦးကဒါလက်ရှိပြည်တွင်းမှာလည်းကစားသမားကျွန်တော်ပြည်သက်တွေတော်တော်သဘောကျတဲ့ကစားသမား2ဦးထုံးလုံးထိုးပေါက်ကောင်းနေပြီးစိတ်သက်လေးတွေကောင်းကြတယ်ကြိုးစားအားထုတ်မှုကောင်းကြတယ်ပြီးတော့ဒီ time မှာဆိုလဲသူကလည်းသူဟိုနာမည်အတော်အသင့်ပေါ့နော်တိဆောက်လာနိုင်ပေါ့ဒါဆိုလင်းဦးတို့ တန့်စင်တို့ကတော့ပို့ပြီးတော့ image ပို့ကြည့်တယ်ဒါပေမဲ့ဒီကစားသမားနှုတ်ကလည်းလာလာကောင်းနေရှိတယ်ပေါ့ဆိုတော့ဒီကစားသမားနှုတ်ကအခုဒါ chatri တို့ရဲ့ဒါတွဲတွဲဆိုင်ပွဲစီစဉ်မှုမှာဒါနှစ်ယောက်စလုံးဒါမတူညီတဲ့ဝေတန်းနေပါเนาะဒီမတူညီတဲ့ပြိုင်ဘက်တွေနဲ့အတူပါလာပြီဆိုတော့ပထမဆုံးကိုစွန်ကြီးစီကနေပြီးတော့ကျွန်တော်သိကျင်တာကပုံမှန်အဖြစ်တော့1မှာမြန်မာကစားသမားနှုတ်ဦးစလုံးဒီအတွဲလိုက်ပါတယ်ဆိုတာကရှားတယ်ဗျာဆိုလင်းဦးတန့်စင်အတွဲတွေတော့ကျွန်တော်တို့ကြုံခဲ့ဘူးတယ်เนาะနှစ်ကြိမ်လောက်ကြုံခဲ့ဘူးတယ် ကျန်တာတော့နည်းနည်းရှားတယ်ပြောရအခုဒီမာမဟိုဆိုလင်းဦးလို့တကယ်ဟိုဝမ်းရဲ့ခေါင်တန်းပေါ့နော်ခေါင်တန်းလည်းမပါဘဲနဲ့လူငယ်နှစ်ဦးစလုံးကိုတွဲဆိုင်ထည့်ထားတယ်အဲ့တော့အဲ့ဒီအပေါ်ကိုဖိုနီရဲ့အမြင်ပေါ့နော်ဘလို့ဘာကြောင့်ဒီလိုဖြစ်တယ်လို့ထင်လဲဒီကိုနန်ကိုပြောရတယ်လို့ပေါ့ဆိုရင်းတန့်တဲ့အတွဲအတွဲလိုက်နှစ်ပြေလာဘူးတဲ့ဟုတ်နောက်တစ်ခါကျတော့မြန်မာဒီကစားသမား၃နှစ် သုံးတပြိုင်တည်းပါဘူးเนาะ၅ရောက်တောင်မှပါဘူးเนาะထိုင်းခြေဆိုင်မြန်မာ၂ရောက်နဲ့ပြည်ရင်းကသွားတယ်မှာခုတစ်ခါပြန်ပြီးတော့မြန်မာ UR ရဲ့ဝိသမာ၂ရောက်စံပါလာတယ်ကျွန်တော်ထင်တာတော့ခုနောက်ဆုံးကစားခဲ့တဲ့ performance တွေပေါ့เนาะဟုတ်ဒီ MV ဆိုတဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတန်ရံကစားတယ်မှာဘူကာစီဆိုတဲ့ပွဲမှာမှာချီမှာနေနောက်တောင်နှစ်ခါနှစ်ခါကြာဟုတ်ဒီရချီတာတော့ဒီနောက်ပေါက်နေနိုင်လိုက်တယ်နောက်ပေါက်နေနိုင်လိုက်ပြီး MV ရဲ့ပွဲမှာဆိုရင်ဘောနဲ့ရတယ်ဘောနဲ့ရတဲ့အပြင် fire the night အနေနဲ့အကောင်းဆုံးပွဲအနေနဲ့ထပ်ပြီးတော့ပို့သူပြေးထက်ရတယ်။ MOU ကပြေးသက်တယ်တော်တော်ဒီဟာကြီးပြေးသက်တော့ကျွန်တော်မြန်မာပြေးသက်တယ်ဟောဝမ်းချမ်းမြေ့ချစ်ခဲ့ပြေးသက်တော့ကျွန်တော်ဘာလို့လဲဆိုတော့တို့ကတပင်တော့တောင်းဖြစ်သွားတာလေဟုတ်ပြီနိုင်ပါဒါဒါတော့ဒါတော့ဒါကျွန်တော်တို့ဘောလုံးမှာဆို comeback win မယ်နော်ဟုတ်အဲ့ဒါနေနိုင်ရတယ်။အခုတော့ဒီ feeling ထက် feeling ထက်ကြတော့လေဒီ2025တဲ့မှာကျွန်တော်တို့ဝမ်းမှာမှာလို့ရှင်းနိုင်ဝင်ရတယ်ဒါလိုမှာဟုတ်ဒီဘိုင်းမှာဒီဘိုင်းထဲမှာဒီဘာလဲ feeling ထက်ကလည်းမှားချင်ပါတယ် ဒီကွဲတော့ထိုင်ကစားသမား Rocket ဆိုတဲ့ Rocket တီနေနော်ဟုတ်ဟုတ်ဒီလိုကစားသမားပါချိနေတယ်လေတို့လည်းနိုင်လိုက်တယ်ဟုတ်ဟုတ်နိုင်လိုက်တော့ဒီနှစ်ယောက်လုံးကိုကျွန်တော်ထင်တာတော့ Chef Fee ရောဝမ်ဘတ်ကောစိတ်မလာဘူးရတယ်သူရဲ့ performance တွေတော့နော်ဟုတ်အဲဒါကြောင့်ဒိုင်နဲ့ခု101မှာဒိုင်နဲ့ဒီနှစ်ယောက်ကိုပြန်ပြီးတော့ပွဲပြေးတယ်လို့ထင်တယ်ဟုတ်ဟုတ်ကဲ့အဲ့တော့ဒီအဲ့ဒီပွဲဟောင်းလေးတွေကျွန်တော်တို့အချက်လောက်နည်းနည်းလေးပြန်နှွှေးပြအောင်ကျွန်တော်ပြည်သက်တွေလည်းမှတ်မိသွားအောင်ကျွန်တော်လည်းမှတ်မိသွားအောင်ပေါ့ဟုတ်ဟုတ်ဆိုတော့အဲ့ဒါက အမ်ဝီပွဲကျွန်တော်ကြည်နေတဲ့အမ်ဝီရှုံသွားပြီလို့ပဲယူဆခဲ့တယ်ပေါ့နော်အဲ့ကနေပြီးတော့မတင်မှတ်ပဲနဲ့ဒီလက်သီးတစ်လုံးနဲ့သူပြန်နိုင်တယ်နိုင်တဲ့အချိန်မှာလည်းပွဲပြီးတော့သူအင်တာဗျူးတစ်ခုပေါ့ကြည့်တော့ကြည်လိုက်ရတယ်ဘယ်သူနဲ့လဲတော့မသိဘူးသူပြောသွားတယ်သူသူနိဗျအဖွဲရမှာတယ်ရှုံနေပြီလိုက်တာထိုးတော့ဆိုပြီးတော့အဲ့မှာတစ်လုံးထိသွားပြီးတော့နိုင်တယ်ပေါ့အဲ့အဲ့ပွဲမှာဟိုဖြစ်ပျက်ခဲ့တဲ့အခြေအနေအကျဉ်းလေးဘုန်းကြီးပြန်ပြောပြပေးပါဦးအဲ့မူရမူကစီတူကလည်းအဲ့မူနဲ့မတွေ့ခင်မှာ၃ဘဲတို့၃ဘဲနဲ့အောင်နိုင်တာတော့ပေါ့ ဟုတ်အဲ့မှုရဲ့လည်း brief ကြတယ်ရမောင်းကောင်းတယ်ဒီစနေပိုင်းလည်းကောင်းတယ်ထားတယ်မှာပထမခြီမှာပြောရလို့ရှိရင်အဲ့မှုရဲ့နည်းနည်းလေးလောတယ်အဝင်လောတာလေးရှိတယ်အဲ့တော့ဒီနောက်ကောင်းနှစ်ခါကြာပါတယ်ကြာတော့ဖြစ်ကြတယ်ပထမခြီကပြက်သက်ကိုရှုံးလာတယ်ဟုတ်တတိယခြီကအမှတ်စဉ်ကြီးခမ်းလို့ဖြစ်ခဲ့သေးတယ်ဟုတ်ဒါမဲ့အချိန်ကြီးပါလို့ပေါ့နော်အချိန်ကြီးသွားတော့ကြည့်တယ်မှာတော့အမှတ်စဉ်ကြီးရတဲ့ဘူးနဲ့လို့ပြောသွားတယ်။ဟုတ်ဟုတ်။ဒါအနေနဲ့မှာသူရကြည့်ကြတော့အမှုကြီးဘက်ကတော့ ီဘယ်လိုကောင်ဖောင်ထားရမယ်ရင်းထိုးရင်းထိုးရတာဟုတ်ဟုတ်ဖြစ်သွားတဲ့အချိန်မှာဒီမူဘစီတို့ကလည်းဒီပြကြီးအစပိုင်းမှာတာသေးတယ်ပရက်ရှာတောက်လျှောက်လိုက်ပြီးနိုင်အဲပြီးနိုင်တော့မူဘစီတို့ကနည်းနည်းလေးတပြီးလွတ်သွားတယ်ဟာလေးဆိုပါတော့ဆန်ထိုးလိုက်ဆန်ထိုးလိုက်တဲ့အချိန်မှာအမှုလက်သေးနဲ့မူဘစီတို့လက်သေးမှာအမှုလက်သေးကကျွန်တော်ထဲနဲ့မိုက်ခရိုစက္ကန့်လောက်ကိုစော်ပြီးဒီမူဘစီတို့ရဲ့ဂျောသွားထိလိုက် မူကစီတူကအထိခံအမီမှာမူကစီတူရဲ့လက်တီက MOC ရောက်တယ်အဲ့တော့လုံးလုံးတော့ပလက်လန်ကြဒါမဲ့ဒီမူကစီတူရဲ့လက်တီက force မပါတော့မပါတော့ထမ်းရော့သွားဟုတ်အဲ့တော့ MOC ပြန်ထားလိုက်တယ်မူကစီတူလည်းပြန်ထားနိုင်တယ်ပြန်ထားနိုင်ပြီမဲ့ဒီပုံမူမှန်တော့ဦးသူချလန်းနေမူးနေတယ်ဂျိုင်းတစ်ခါပြန်လဲတယ်အဲ့တော့ဒိုင်ယန်ဆက်ချင်းပွဲရပြီးတော့ဟောဖြစ်သွားတယ် MOC တကယ်ထူးခြားပဲနော်အဲ့ဒီပွဲလေးကပြီးတော့ဒီသွေးလင်းထပ်ပွဲပေါ့နော်ရက်ကက်တီနဲ့ကစားတဲ့ပွဲပွဲကတော်တော်လေးစောစောင်မှုရှိတယ် ပြောင်းမှုလည်းပေးနိုင်တယ်။နှစ်ယောက်စလုံးလည်းဟိုဘလုခွန်လည်းပညာလည်းကောင်းတယ်၊ fight IQ လည်းညင့်ကြတယ်ပေါ့နော်။ဆိုတော့တလုံးတစ်ပေါက်ကောင်းကောင်းပြသနိုင်ပြီးတော့နောက်ဆုံးသွင်းလဲထနိုင်သွားတယ်။အဲ့ပွဲလေးလည်းပြန်ပြန်လှုပ်ပေးပါဦး။ Rocky Tia ဒီ RWS တင်လာတော့လည်းပဲဖြစ်တယ်။ဟုတ်။အောင်မြင်မှုတွေလည်းအများကြီးရတယ်။ဟုတ်။အဲ့ဒါအနေမှာဒီ one champion ရှေ့ရောက်လာတယ်။သူတစ်ပြက်တော့ Rocky Tia ပါကောင်းလဲဆိုရင်စိုက်လို့ပြိုင်လို့တဲ့ဟာလေးတွေရှိနေမြဲအဓိကကောင်းတာ Rocky Tia ကောင်းတာကောင်းတယ်။ ဒီစနစ်ပိုင်းအားကားတယ်ရဲ့နေပေါ့နော်ဒီပြည်ရဲ့အားသာချက်အဲ့လိုကဒါသမားတွေနဲ့ရှင်တဲ့အချိန်မှာဟိုရှင်ပြန်ရတဲ့အချိန်မှာလွှဲလဲတာကဘာလို့လဲဆိုတော့ပြောရမယ်ဆိုရင် rocket တဲ့လုံးမရအောင်ပေါ့ဟုတ်ဟုတ်ပြင်ဆင်ချိန်မရအောင်ပမာကြီးပြုတ်သေးအောင်သူရနှင်းမြန်မှု speed နဲ့လက်ဦးမှုယူပါတယ်လို့ပဲပြောရအောင်ဟုတ်ဟုတ်ချိန်ကန်တယ်ဘွယ်လုံးတွေဝင်ထိုးတယ်ဂျူတိုက်တယ်ထောင်ရိုက်တယ်အဲ့ဒါလည်းဒီတွားနောက်ကပြင်ချိန်ပြီးပါဟိုလေနောက်နောက်တစ်ခုကျွန်တော်သိကြတာပါလဲဆိုတော့ သွလင်းထက်ကဒီဟိုဒါ chat tree အပါဝင်ပေါ့နော်1တောင်ဝင်ရှိတဲ့သူတွေရဲ့ဟိုမျက်စိကျခြင်းများခံရတာသူ bonus တော်တော်ရတယ်နော်ဟုတ်ကဲ့နော်သွလင်းထက်ကပွဲဥပ္ပမာတွေကသူပထမဆုံးပွဲဥပ္ပမာသူဆိုင်ကသားတော်ပါနဲ့တွေ့တယ်ကျွန်တော်နာမည်တော့ဒီချောင်းမမမီဟုတ်ဟုတ်သူအပွဲဆိုရင်မမတ်ရရပြီးသွားတာကတော့သွလင်းထက်အမှတ်နိုင်လာတယ်ဟုတ်အမှတ်နိုင်ပြီမဲ့သွလင်းထက် bonus ရဟုတ်အမှတ်နိုင် ်ရှားတယ်နော်ရှားရှားတယ်နော်ဟောပို့ပြီးထူကြတာသူ့အမှန်နဲ့ရှုံသွားတယ်ထိုင်းကစားသမားကလည်းအကွဲမှာ bonus ရတယ်ဟုတ်ပါရဲ့တကယ်ကိုအရန်ပွဲကောင်းနေတာဟုတ်ဟုတ်ဦးလင်းထက်ကထိုင်းကစားသမားရည်နဲ့ကန်ဆက်တယ်ပဲပြောမလားတကြလုံးနဲ့ပဲပြောမလားပထမဆုံးပွဲကအဲ့ထိုင်းကစားသမားလေဟုတ်ဒီပြပွဲမှာကျတော့ဦးလင်းထက်ကတွေ့လာတဲ့ထိုင်းနဲ့ပဲဘရာဇီးဆိုရဲဟုတ်ဘရာဇီးဆိုရဲထိုင်းဟုတ်ဟုတ်ထိုင်းလေးနဲ့တွေ့တယ်အပွဲမှာလည်းအပွဲမှာတော့ဦးလင်းထက်ရှုံးသွားတယ်ဟုတ်ဟုတ်တတိယပွဲမှာငါပြောရရော်ကီနဲ့တွေ့တယ် ခုတခါအခုသတုံးထားမြောက်ပွဲရတယ်ထိုင်ကစားသမား rocky နဲ့တွေ့တယ်ဟုတ်ဟုတ်ဟိုသူ one championship မှာအခုကျက်တာရောကုံးပွဲလုံးရောအခုအပွဲရောလားရောလားမဲ့ပွဲရောဟုတ်ဟုတ်အားလုံးဒီထိုင်ကစားသမားတွေနဲ့တွေ့တယ်ပိုကျက်တယ်လို့လည်းပြောခြင်းပြောလို့ရတယ်ဒီမွေထိုင်အောင်မှာဒါဒါပေမဲ့ကျွန်တော်တို့တစ်ဖက်ကပြန်လှည့်တွေးရင်သွေးလင်းထက်ကပြောမယ်ဆိုဝိတန်းအငယ်တန်းဝိတန်းအငယ်တန်းကနိုင်ငံသားတွေသိပြီးတော့မလာကြဘူး။ထိုင်းကစားသမားတွေနေပဲသူအများနဲ့ထိုးနေရမှာပဲ။အော်သူသူအားသာချက်လို့လည်းပြောရမှာပါလေဆိုတော့ ကျွန်တော်သတိထားမိသလားပေါ့နော်ဒီဝိတန်အငယ်တွေမှာဝိတင်ဝိချာကအရန်ပြဿနာမဟုတ်တော့ဘူးဘယ်သူမှလည်းအများကြီးတော့မတင်နိုင်ကျွန်တော် MOE လိုဝိတန်လိုမိုးထောင်လိုဝိတန်လိုရောက်လာပြီဆိုပြိုင်ဘက်ဟာဘယ်လောက်ထိရှော့ထားမလဲဘယ်လောက်ထိစွဲတင်မလဲအခုထပ်ပို့ပြီးတော့ကီလိုဘယ်လောက်များသွားမလဲဆိုတော့ကျွန်တော်စဉ်းစားရပြီပေါ့နော်ဒါသွင်းလင်းထပ်ထုတ်တန်းနေမှာအများကြီးတက်မသွားတဲ့အခါမှာသူ့အနေနဲ့ဒီဝိတ်တူနီးပါးပေါ့နော်ตาလည်းနည်းနည်းပေါ့အဲ့ဒီအနေထားသူထိုးခွင့်ရတာပေါ့ဟိုဒါက ဒီပြိုင်ပွဲတစ်ခုလုံးအနေနဲ့တခြားပြိုင်ပွဲတွေနဲ့ရှင်နဲ့အားသာကြမှာပဲ ਨੇ မြန်မာကစားသမားအချင်းချင်းတမဆိုသွေးလင်းထက်တို့ဝိတ်တန်းလေးတွေကဟိုအဲ့အပိုင်းမှာတခြားမြန်မာကစားသမားတွေထက်သူနည်းနည်းအားသာနေလို့တော့ပြောလို့ရမယ်ထင်တယ်ဟုတ်ကဲ့လားဗျာကျွန်တော်လည်းအဲ့ဒီအချက်တွေကိုပြောချင်တာသူနည်းထက်ကအဲ့ဒီဟာအားသာကြသူခန္ဓာကိုယ်ဆွဲစည်းပုံနဲ့ဒီသားနေတဲ့ weight supra weight ပေါ့နော် supra weight က35အင်း125ဟုတ်ဟုတ်အဲ့ဒီမှာသူဒီသားနေတဲ့ supra weight မှာသူနည်းထက်အရက်ကကျွန်တော်ပြီးတော့က5ပြီ6ပြီ6ပြီ ငါးပြီခွန်တော့မရှိဘူးငါးပြီငါးငါးငါး6ပေါ့ငါး6လောက်ရှိဟုတ်ငါး6လောက်ရှိတော့ဒီတကားတဲ့ sacra weight တန်းမှဆိုရင်သူ့တဲ့အရန်ကြီးအရန်မြင်းတဲ့လူတွေတွေ့ဖို့ကရှားရှားတယ်ဟိုမြင်းနေရာချင်းသူကပဲမြင်ပါဟာ weight သေးတော့သူ့တဲ့ဟို weight နည်းတာဆိုလို့အတက် weight ပဲကြာတယ်ဟုတ်ဟုတ်ချက်ချက်ရှင်းပါတယ်အမျိုးသမီးတွေကစားတဲ့ weight ပေါ့အတက် weight ရှိတယ်အတက် weight ကပွဲတော်ပဲရှိပါဟုတ်ဟုတ်ဒီလိုလာမှာတော့အဲ့တော့သူ့ရမောင်းနေဆိုရင်ကြိုက်တယ်အဆင်ပြေတယ် ူရဲ့အားသာချက်တွေတခုပြသွားတယ်။ဥမာဘောကငါးပြီ6ဝင်ကျင်မဲ့ရှိတယ် MV MV ဆို blind way မှာလာတယ်။သူနေထက်ခဲ့အပေါ်တန်းပေါ့နော်။ဆရာက35ပေါ့။ဆရာ35ပေါ့။အဲ့တော့ MV ဒီတွေ့ခဲ့တဲ့၃ပွဲလုံးသူကလူကောင်သူလူကောင်အသေးတွေကြီးပဲဟာ။ဟိုဒီ blind way တန်းတော့ရောက်သွားရင်ငါးပြီ6ငါးပြီ90မူပါစီလူဆိုငါပဲ30လောက်ရှိဟုတ်ဟုတ်အဲ့လိုမျိုးဟာလေးနဲ့ပဲသူပြန်အဲ့အဲ့တော့တွလင်းထပ်ပုံစံကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ ဟိုသူ့ရဲ့ nationality ကိုဖယ်လိုက်ပြီးဆိုရင်ဟိုသူ့လက်ထပ်ပုံစံကဂျပန်ကစားသမားတစ်ယောက်လာကစားနေသလိုဖြစ်နေတယ်ပင်ပင်ပပ frame ပပလေးနဲ့အရက်အသာရိအသာနဲ့ကစားခွင့်ရတယ်နော်ဒီ distance တွေဘာတွေ chain နဲ့ control လုပ်တဲ့နေရာမှာဟိုသူ့လက်ထပ်ကတိတ်ပြီးတော့ကတနာမရှိဘူးကျန်တဲ့ကျွန်တော်တို့မြန်မာကစားသမားတွေဟုတ်ကဲ့ဟုတ်ကဲ့မိုးထအောင်လို့ဘာလို့လဲဟိုတွေ့ပဲဟုတ်ဟုတ်မိုးထအောင်လို့လူကောင်ကြတော့အញ្ញန်ကွာဝိတ်လည်းမတူဘူးပေါ့ဗျာတကယ်ထိုးတဲ့အချိန်ဝိတ်လည်းမတူတော့ဘူးဟုတ်လူမျိုးတွေပေါ့ ဒီအမှုလို့ဆိုရင်လည်းငါကကျွန်တော်ပြောရဲပြဿနာပေါ့ရက9ပြီ6ဝန်းကျင်လောက်ပဲရှိတယ်ဒါပေမဲ့တရ35ပေါင်းနဲ့ပိုင်ဝိတ်မှာဓာနေတာကြတော့သူ့ရဲ့စင်ပေါ်ရောက်သွားကြီးတဲ့လူတွေနဲ့တွေ့ရတာဟုတ်ပါတယ်ပြန်လာခေါ်ရတယ်လို့ပြောတာပေါ့နော်အမျိုးလေးတော့ရှိတယ်ဟုတ်ဒါဒါကျွန်တော်တို့ဒါနောက်နောက်ကြောင်းလေးလှန်ကြည့်တာပေါ့အခုဒါဒီပွဲဆိုရင်ဒါဂေါ်ဒွန်နဲ့ကစားရမယ်အစ္စရေးကစားသမားဆိုတော့ကျွန်တော်လည်းဒီတချို့လည်းဒီဂေါ်ဒွန်အကြောင်းကျွန်တော်ပြောကြတယ်ပေါ့ဂေါ်ဒွန်ကဘာတွေအားသာတယ် အဲပြီးတော့ဘလို့မှတ်တမ်းလေးရှိတယ်အစရှိသဖြင့်ပေါ့အဲတော့ကိုစုံကြီးကတော့ပုံပြည့်ပြည့်စုံတီးမှဖြစ်တတ်တယ်ကိုစုံကြီးပဲပြောပြရောဟုတ်ဒီ current specific design မှာ true ပေါ့နော်ပြောရင်သူတို့ကပြောရမယ်ဆိုရင်အာလာတိုင်ဝမ်ရပဲအာလာတိုင်ဝမ်ဆိုတာဒီကိုတွေရတယ်ဒီမာရှယ်လောကထဲမှာပဲရက်တည်နေတယ်သူတို့တွေကို current wine brother ဆိုပြီးခေါ်ကြတယ်ဟုတ်ရွှေရောင်ကြီးကိုနားဆိုတော့အောင်မြင်မှုတွေလည်းတော်တော်များများပြီးပြီးရပါတယ်ဒီ current အနေနဲ့ကြည့်မယ်ဆိုတော့ current လက်ရှိမှာ18ပဲရှိသေးတယ်18ကို ရှိဆိုပေမဲ့အတွေ့အကြုံကကြတော့အများကြီးဖြစ်နေတယ်။သူ့ရဲ့မှတ်တမ်း biography ကြည့်တဲ့အခါမှာ K1 World Champion ဆိုတာကိုတွေ့ရတယ်။နောက်ပြီးတော့ AWS မှာအသက်18နှစ်နဲ့ K1 World Champion ဖြစ်တာလား World Champion ဖြစ်တာ။ဟော biography လဲပါ။ဆိုတော့ငငယ်တွေကကစားနေဆိုတော့ငငယ်တွေကကစားနေတယ်သူဒီ Florian ပွဲတွေကစားတယ်၊တောင်ပွဲတွေကစားတယ်။အဲ့ဒီကနေ pro အဆင့်ကိုရောက်လာတယ်။ K1 ကစားတယ်၊ K1 ကစားပြီးတော့ကျွန်တော်ငွေထိုင်းမှာဆိုရင်ဒီ World Champion ရှိပြီးအမြင်ဆုံး အမေတို့ဝယ်လို့ပြောရတာ AWS ပေါ့နော်။ဒါကြတော့ငေါစီးဘွားကြီးမှာရှုံးမဲ့လုံးဝမရှိရှုံးမဲ့လုံးဝရှိတဲ့အတွက်သူထိုးခဲ့တဲ့ပွဲတွေရဲ့ပိုးတရားတွေကတော့နောက်ပေါက်နေတယ်ခဲ့တယ်။တကိနေပိုင်းကောင်းတယ်မာဘုံမြင့်တယ်လတိပါဝါကောင်းတယ်။ဒါတွေကတော့သူ့ရဲ့အားသာချက်တွေပေါ့နော်။တော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ဒီအောင်ခိုင်တို့သူတင်ဝလိုင်းတို့ထိုင်းသားသမားတွေနဲ့ဒီပုတ်ကောက်ကိုပွဲပေါ့နော်။သွားတဲ့အခါကျတော့ဖြစ်ချင်တော့အဲ့ဒီနေ့မှာကျွန်တော်တို့ဒီပွဲခင်းထဲမှာ ွဲခင်းထဲမှာပေါ့ဒီပွဲရောက်ဒီမှာကျင်းပါအေးကျွန်တော်ကနည်းနည်းလေးအထဲမှာလောင်လာတော့အပြင်ထွက်ပြီးတော့နားနေတဲ့အခြေအဲသူတို့နှစ်ယောက်တွဲတွေ့တယ်တွေ့တာအဲ့မွေနဲ့အရင်တွေ့တာသွန်းလင်းထက်ကနောက်မှရောက်လာတွေ့ပြီးတော့အဲ့မွေနဲ့ကျွန်တော်ထိုင်စကားပြောနေရင်းနဲ့ဒီပွဲအတွက်ပေါ့နော်သူဟိုကျွန်တော်နည်းနည်းတီးခေါက်ကြည့်တဲ့အခါကျတော့အေးစစ်စစ်ပဲဗျ relax ဖြစ်တယ် pressure လည်းမရှိဘူးအဲဘာဖြစ်လာလဲဆိုတော့ရှုံးငယ်ရင်ဘယ်လိုလုပ်မလဲဆိုတော့ရှုံးလဲအောင်ပြန်တိုင်းအောင်ချမှာပေါ့ကျွန်တော်အဲ့စိတ်ဓာတ်ကိုတော်တော်လေးကြိုက်တယ် လားဟောဒီအားကစားကဒီအရှုံးအနိုင်ဆိုတာ game ရဲ့အစိတ်ပိုင်းတစ်ခုလေအဲ့ဒီအစိတ်ပိုင်းတစ်ခုဒီလူငယ်ကစားသမားလေးတွေရဲ့ mindset တွေမှာအဲ့လိုရှိလာတယ်ကြိုက်တယ်တခုတော့အားမရအောင်လက်ရှိ weight ကဘယ်လောက်ရှိသလဲဆိုတော့ထိုးမဲ့ weight အတိုင်းပဲဖြစ်နေပြီပေါ့နော်အဲထိုးမဲ့ weight အแทးကိုတော့ तू အေးစစ်ဝင်ပြီပေါ့ဆိုတော့အရှိမောဘယ်လောက်နဲ့ကျင့်ခဲ့တယ်ဆိုတော့ဒီလောက်နဲ့ပဲဆိုတော့သူ့ပုံစံတန်းနေတယ်ဟိုဆိုတော့ weight တင် weight ချအပိုင်းမှာကျွန်တော်တို့ရိုးရလောက်ကစားသမားတွေအားနဲ့ချက်ဆိုတဲ့ frame ထဲမှာကျွန်တော်တို့ ရှိနေတော့အဲ့ဒါလေးဒါမှမဟုတ်ကျွန်တော်မပြောလိုက်ပါဘူးအဲဟိုဒီသွားထိုးကနေအာယုံနောက်ဆရာကြီးလည်းမပြောကြအောင်လေပြောကြည့်အောင်အဲ့ဒါဆိုတော့ဒီတိုင်းပဲသူသွားတယ်ပေါ့သူနဲ့သူနဲ့ထက်နေအဲ့ဒီနေ့ပဲသူတို့ထွက်တော့မှာတဲ့ဒီပွဲအတွက်ပါညာဆိုပြီးပြောတယ်နောက်တော့ဒီသူနဲ့ထက်ရောက်လာသူနဲ့ထက်ကအဲ frame ပပလေးပဲဒါမှမဟုတ်တဲ့အတိုင်းပဲလက်စကတော်တော်ပြင်းတယ်အသလည်းကြီးတယ်ဆိုတော့ဒီကစားသမားလေးနှစ်ယောက်ကိုတွေ့ခဲ့တယ်ပေါ့အဲ့မှာဒီပြိုင်ဖက်အကြောင်းကိုကျွန်တော်နည်းနည်းတိခေါ်ကြည့်တော့သူသိတော့မသိဘူးသူသိမသိဘူးသူသူ ပုံစံကိုပဲသူအကောင်းဆုံးလေ့ကျင့်ထားတဲ့ပုံစံမျိုးသူပြောသွားတယ်အဲ့တော့အဲ့တော့ပြန်ပဲအကြောင်းသိသိခြင်းမသိခြင်းဆိုတာကလည်းကျွန်တော်တို့နိုင်ငံမှာအမြင်နှမျိုးကွဲတယ်တွေ့မရှောင်ကပြန်ပဲဒီစိတ်မဝင်စားဘူးကိုယ့်ကိုအကောင်းဆုံးလုပ်တယ်ဆိုတဲ့ဘက်ကိုသွားတယ်တချို့ကြတော့ပြန်ပဲအကြောင်းကိုတီမှာအားသာကြအားနဲ့ချက်တီမှာဆိုတော့ကျွန်တော်တို့အဲ့ဘက်ကိုတော့ပို့ပြီးတော့ဂျိမ်းပါတယ်ဒါပေမဲ့ကိုစိုးညီရောအခုဒါအဲမွေလို့သွားမယ်ဆိုတဲ့ဒီပုံစံပြန်ပဲအကြောင်းတွေပါတဲ့ကိုယ့်ကိုပဲပြင်ဆင်ထားတယ်ဆိုတဲ့အားနဲ့ပတ်သက်ပြီးတော့ကိုစိုးညီအမြင်ကျွန်တော်မြင်တာကတော့ပေါ့နှစ်ပိုင်းပေါ့နော်ဟုတ် ဘိုင်းဒီကလာသမားအနေနဲ့တိုင်ပဲကြောင့်တက်မစင်လာဘူးသူ့သူ relax ထားတယ် pressure အဝင်မခံဘူးပေါ့နော် psychological ဘိုင်းကိုသွားတော့သူ့သူ psychology ကို relax လုပ်တာဟာကျွန်တော်ကြိုက်တယ်ဟာဟာဟာဒုတိယဘိုင်းဒီကလာသမားကသူ့သူ파တိပါတာ ACC pressure မဆက်ငင်းနေနေနေတာကောင်းပြီမယ်သူ့ရဲ့နေပြရေးချင်းနေရကြတော့တိုင်ပဲအကြောင်းကိုသိနေရမယ်လေ့လာနေရမယ်ဟုတ်တယ်ဟုတ်တယ်ဒါမှလာခုကလာသမားရဲ့အားတကြအားနေကြပြန်ပြက်ပြက်အားသားကြ အားနဲ့ချက်ကိုညှိပြီးတော့အကောင်းဆုံး results ရအောင် minimize လို့လုပ်လိုက်ဟုတ်ဟုတ်အဲ့တော့ဟိုဟာကိုချုပ်ပြီးရွာတယ်ကစားသမားကအခုပြင်ကင်းအေးစစ်စစ်နေတာကောင်းတယ်သို့တော့နှိပြတွေရတော့ပြတွေရတော့ပြန်မဲ့အကြောင်းကိုသိရမယ်ဟုတ်ဟုတ်ကဲ့အခုဒီအဲ့ကာတွန်နဲ့ပွဲကိုပဲပြောပါအောင်လေကာတွန်ကအခုကိုစုံးကြီးပြောပုံအရာကျွန်တော်တို့ကာတွန်ပွဲတပွဲမှမကြည့်ဘူးဒါပေမဲ့ကိုစုံးကြီးကအားကြီးကြည့်ခဲ့ဘူးလိမ့်မယ်ကိုစုံးကြီးပြောပုံအရာဆိုရင်လည်းတော်တော်လေးကိုဒီ striking skills မြင့်တဲ့ကစားသမားတအူးလို့ပြောလို့ရတယ်အဲ့တော့အဲ့မွေ အနိုင်ရှုံးကတော့ထားပါဗျာသူကိုယ်တိုင်လည်းအကောင်းဆုံးခွဲလာခဲ့မှာနိုင်ငံရှုံးတာနောက်မှာဆိုတော့အကိုဆုံးကြီးအနေနဲ့ရော MA performance ကဘယ်လိုဖြစ်လာမလဲလို့ထင်လဲဒီပွဲမှာအဲ့လိုရကျွန်တော်နောက်ဆုံးကဘာခဲ့တဲ့ပွဲနဲ့ပဲနည်းနည်းလေးချိန်ဖို့ပြန်ပြောတယ်အခုကစီလူနဲ့ပွဲပေါ့နော်ဟုတ်ဒီကစီလူနဲ့ပွဲပထမအချိန်အစပိုင်းနေမှာ MA ကောင်းဟုတ်ကဲ့အဲ့ဒါအနေကအမှားလေးကြီးလုပ်တယ်အဲ့ဒါကြောင့်မထင်မှန်းနဲ့ပြန်နေပါဘူးနော်ဒီတော့မှဒုတိယအချိန်မှာပြန်ပြီး amazing comeback နဲ့ပြန်လာတယ်အဲ့ဒါတစ်ခါပါအဓိကပြောချင်တာက အဲ့မူရာခါတလေကြလို့ရှိရင်ပြင်ညင်မှုတွေနည်းနည်းလေးကျော့တယ်အမားလေးတွေတော့ဟုတ်တယ်အပြင်းရင်းပွဲလေးမှာလည်းအဲ့လိုပဲအဲ့မူရာဟိုတိုက်စစ်ကြုံတက်တယ်တိုက်စစ်ကြုံတက်တယ်ဟုတ်ဟုတ်အခုပွဲစဉ်မှာလည်းအဲ့ဒီဟာလေးကိုအဲ့ဒီအမားသူ့ဘက်ကမမာလို့ရှိရင်တော့ကျွန်တော်မြင်ရဘောလုံးလည်းသူ့တော့ပြအဲ့တော့အဲ့တော့တခုသိကျင်တာလေးတခုပေါ့နော်အဲ့မူရာအတွက်ကသူ့တက်အရင်မြင်တဲ့ကစားသမားတွေနဲ့ဒီရန်ဆိုင်ကဘူးတဲ့အတွေ့အကြုံတွေလည်းများပါတယ်ကျွန်တော်ပြင်းရင်းမှာဆိုကျွန်တော်တို့ ANS ပွဲတော့ကတဝင်းအောင်တဲ့ပွဲမျိုးဆိုရင် ဟို MWE ကပိုကောင်းတဲ့ဒီ technique ပိုင်းနဲ့ပွဲပေါ်ချင်းကမှုရှိပါလေရနဲ့အဝင်လေကျွန်ပြီးတော့အဝင် လောလို့ပွဲဖြတ်ချင်သောတွေနဲ့အဲ့အဲ့ဒါလေကျွန်တော်တို့ fight IQ ကအဲ့ IQ ထက်သတိထားရမယ်နော်ပွဲဖြတ်ချင်သောဆိုတဲ့ကိစ္စကြီးကဟို bonus လေးပါနေလို့လားတော့မသိဘူးထားပါတော့အဲ့မှာဒီသဝင်းအောင်ရဲ့ counter နှစ်ချက်လောက်ဒုံဒုံဆိုသွားထိတာ MWE 19ရဲ့သားနဲ့ရှုံးသွားခဲ့ဘူးလေပေါ့နော်ဆိုတော့ဒီဂျပန်နဲ့ပွဲဆိုလဲသူဒီလိုပဲသူသွားပြီးတော့အဝင်လောတော့ဟိုတန်းထိတော့တစ်ချက်ထိသွားပြီဆို ောက်ပိုင်းကျနေမှုကများသွားမှွန်သွားတာပေါ့ဆိုတော့အခု Gordon ရဲ့အရက်မောင်းကဘလို့ရှိလဲပြီးတော့ MW အနေနဲ့ဘာတွေသိထားရမလဲသူသားဒီအစီအစဉ်ကိုကြည့်နေမယ်ဆိုရင်လဲဒီပြင်ဆင်လို့ရအောင်လို့ပုံစံကြီး Gordon ကဒီ MW လေတော့နည်းနည်းလေးတော့ပုံမြင်မယ်ဒါပေမဲ့အဲ့ဒီမြင့်ရင်းနှိမ့်ရင်းကတော့ကျွန်တော်ထင်တယ် MW ရဲ့ပြဿနာလေးမဟုတ်ဘူးအကြောင်းလဲဆိုတော့ MW ပထမ3ယောက်ရှင်းပြကြားခဲ့တဲ့3ယောက်သူသား high မြင့်တဲ့သူတွေပဲနော်ပထမဆုံးတွေ့တဲ့ဂျပန်က9ပြီ ဒီပြတွေ့တဲ့ဒီကျွန်တော်နာမည်တော့မပြပါအပြည့်ကသာသမာတံပီယာလာမသိဟုတ်ဟုတ်အဲ့မှုအမှတ်နဲ့ရှော်သွားသူဆိုရင်လည်း9ပြီ10လောက်ရှိတယ်ဟုတ်တော်တော်မြင့်တယ်နော်သူဆိုလည်း9ပြီ10လောက်ရှိတယ်တော်တော်ဟာရယ်နော်အရက်ဒီ9ပြီအမှုရ9ပြီ6ခေါက်6ပဲအဲ့ပတ်လေပဲရှိတယ်အဲ့တော့သူတဲ့မြင်းတဲ့ကသာသမာတွေယူဆိုင်ခဲ့တယ်အဲ့တော့ကျွန်တော်ဒီအရက်မောင်းကွာတာကိုတော့သိပြီးတော့ဟိုမထောက်ပြချင်ဘူးလားဘယ်မှလည်းလိုက်ညှိလို့မရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့တော့ခုနပြောသလိုပေါ့ဒီနီးစနစ်ပိုင်း သိတ်မလောဘူးအမှားပြင်းဘူးအဲ့ဒါလေးတွေကိုပို့ပြီးတော့ယူဆိုင်ခြင်းနဲ့နောက်ဘော်ရွန်ကကျွန်တော်ကြည့်ရတဲ့လောက်သူ့ပွဲတွေကျွန်တော်သုံးလေးပွဲလိုက်ကြည့်တယ်ဒီအမွေနဲ့တည်ပြီးသွားမှတော်တော်လေးကိုအားနဲ့ချက်ရှာရတာခက်တဲ့ကစားသမားတွေမှာပါတယ်ကျွန်တော်မြင်လာတစ်ခုပဲဘော်ရွန်ဒီလက်ဘာမှလုံးစားချိုးอืมဘယ်ရှိမှသူရိုးရိုးဘလော့နဲ့လွယ်ပို့ခဲ့ဟာဟာခဲ့တဲ့ဟာရဟာဟာနော်ဟာဟာဒီဟာဒီဟာဒီလက်အပားနဲ့ထိုးတဲ့တံကိုခံနိုင်လားอืมအမွေရပါပါလဲကောင်းတယ် ူတော့ပါဘာစီဘူလို့ပါလို့ဆိုလဲအလုံးနဲ့တစ်ချက်တည်းနဲ့တည်းဆက်သွားဟိုဟာပြစ်သွားတာကြာအောင်ပို့တာလေအဲ့တော့ဘော်ဒွန်ရဲ့ဘော်ဒွန်ကတထောင်လေးကောင်းတယ်ဒူးလေးကောင်းတယ်အဲ့ဒါတွေကတော့တစ်ပိုင်းပေါ့နော်ဘော်ဒွန်ရဲ့တော်ယုံထိုးချက်ကံချက်တွေကိုတော့အမှုခံလာပြီလို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့အမှုဒီရိုးရ background ကလာတာဟုတ်ဟုတ်ကျွန်တော်တို့ကရိုးနေတာရောဟုတ်ဟုတ်ဟုတ်ကိုကထိအောင်ခိုးနိုင်ဖို့ပဲလို့ကိုကထိအောင်ခိုးနိုင်ဖို့နဲ့ကိုအမားမလုပ်ဖို့ပဲလို့တယ်လို့ကျွန်တော်ဟုတ် နောက်တစ်ချက်ကဒီအမ်ဝီကဒီကျွန်တော်တို့အခုဒီဟာမရိုက်ခင်ကိုစွန်ကြီးပြောတော့တိတ်ထားမိတာပါလဲဆိုတော့အမ်ဝီနိုင်ငံသားတွေနေဆိုက်တူပါတယ်နော်ဟုတ်ကဲ့အိုင်းရဲ့ဘူဝါဒီဘူ၄ဝက်မြောက်ဟုတ်ဂျပန်နဲ့ရောကမ်ဘီယာတရားဘူးဆိုအစ်ပေးတရားပေါ့နော်အမ်ဝီရဲ့လက်ထက်ပေါ့ဟုတ်ပြီကိုဒီနောက်တစ်ခုကဒီသွေးလင်းထက်ပွဲပေါ့နော်အခုသွေးလင်းထက်ကတော့ဒါ Rocky Rocky ကလည်းတော်တော်ကောင်းတယ်လို့ကိုစွန်ကြီးပြောတယ်ဆိုတော့ဘာကြီးကောင်းတာလဲအဲ့ဒါလေးရှင်းပြပြောဟုတ်ကဲ့ Rocky ကလည်းဘာကောင်းလဲ Rocky ကတော့ပေါ့ ောင်းတာတီးတန့်ဟိုမှာပြန်ပတ်အမောင်းအဆောင်လေးစိတ်ရှိတယ်အမကင်းကင်းနဲ့ဒါလေအဲကြားထဲရမှာသူအမှတ်ရအောင်ကူးတတ်တယ်ဒီမွေထိုင်းစတန်ကြီးရန်ကောင်းတယ်ပြီးကြတာသူတင်းထက်ကရော်ကီကိုအမှတ်ကြည့်သွားလို့ရောမရဘာလို့ရရင်မွေထိုင်းစတိုင်မွေထိုင်းစတန်နဲ့ရော်ကီပဲသာပါပဲအမှတ်တာတကယ်ကိုကြောက်သွားတယ်ပေါ့နော်ရော်ကီပွဲလေးတွေဘွန်းပွဲလောက်ပြန်ကြည့်လိုက်တော့ဘာသွားတွေ့ရလဲဆိုတော့ဒီသူ့ရဲ့ဒီ punch တွေပေါ့နော်သူ့ရဲ့လက်သေးတွေကိုကြည့်လိုက်ရင် သူခြေလမ်းခုတ်ခုတ်ပြီးတော့ထိုးတာလေးကောင်းပြီးတော့အဝင်အထွက်ပေါ့နော်ညံနေကျွန်တော်တို့ဟိုမွေပါနဲ့မွေနဲ့မွေပါကစားသလိုပုံစံမျိုးသူကစားတာတွေ့ရတယ်ဒါပေမဲ့သူဘေးဘက်တွေပေါ့နော် side to side ရွှေ့တာတွေနဲတယ်ဒီအရှိရှေတုံးနောက်ဆုတ်တော့တော်တော်မြန်တာတွေ့ရတယ်နော်ဒီသူလင်းထက်ကလည်းကျွန်တော်မြန်လာတော့ rocky လိုကစားတော့ဒီမှာရှိမှာ rocket ဒီလိုပါလို့သူထိုးဦးတယ်ဟုတ်ဟုတ်နောက်ကျတော့ခိုင်းနေလိုက်ပြန်ကစားလာတော့ပြောရလို့ရှင်မွေထိုင်းစတန်မွေမွေထိုင်းစတန်ကိုလည်း ဝင်းနေတာကတောက်စီရတော့မလို့ဟုတ်ဟုတ်တောက်ချက်ဟိုတောက်ချက်နိုင်လားဘရာဇီးလို့ပါလို့လည်းဒီတိုင်းပဲဟုတ်ဟုတ်မှတ်လိုက်တော့ရှုံးတယ်ပေါ့နော်ဝင်းနေတာကညံ့ထိုင်းနေပြင်းစင်ချိန်မရအောင်ညံ့ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ပထမအချိန်မှာလဲထိုးတာတော့ပါဖြစ်တယ်ဝင်းနေတာကကျွန်တော်ထင်တယ်ဒီ rocky ကိုလည်းသူ့ရဲ့ဉာဏ်မြန်မှုနဲ့လာဦးမှုကြောင့်ယူမယ်လို့ကျွန်တော်ထင်ဟုတ်ဆိုတော့ဒါကျွန်တော်တို့မြန်မာကစားသမား2ဦးတကယ်ပြန်ပဲကောင်းနေတဲ့ရင်ဆိုင်ရမယ်ပွဲတွေလည်းကောင်းမယ်လို့တော့ထင်တယ်ပေါ့နော်ဒီ တန်းတွေမှာကျွန်တော်မြန်မာတွေကပြောရမယ်ဆိုအနေနဲ့တွေမှာပိုကောင်းကြတယ်အထုံးမရအောင်တို့တွေ့တွေ့ဝင်လာအမြင်နှမ်းရောက်သွားရင်ဒီ physically အရန်ကွာသွားတယ်เนาะ stamina တွေရော physical ဘိုင်းတွေရောတော်တီ technique ဘိုင်းတွေရောတော်တော်ကွာသွားတယ်အငယ်ပိုင်းမှာတော့တော်တော်လေးဟို performance ကောင်းနေလဲပြနိုင်ကြတယ်ရှုံးနိုင်နိုင်တော့ထားပါလိဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲကောင်းနေမျှော်လင့်နေတယ်ကိုစိုးညီစီအောင်အနောက်ဆုံးပြည်သက်တွေကိုနှုတ်ဆက်စကားအနေနဲ့ပါတယ်ပြောချင်သေးတယ်ဟုတ်ကဲ့ကျွန်တော်လည်းဒီဘက်မှာတော့ပြီးခဲ့တဲ့ဘက်ကစလာရေးချင်ရှုံးသွားတယ်ပေါ့နိုင်နေချင်းနဲ့ဒါမဲ့ နိုင်လို့မရတဲ့အနေအားမျိုးဖြစ်ပြီးသွားတော့ရှုံးသွားတယ်ဒါပေမဲ့ performance တော့ကြိုက်တယ်ပြည်တယ်လည်းကြိုက်တယ်ကောင်းတယ်ဟုတ်ဟုတ်ဒီတစ်ပတ်မှလည်းအဲမူရောဒီသွေးလင်းထက်ပေါ်နှစ်ယောက်လုံးကကျွန်တော်တို့အပါဝင်ဒီမှာပြည်သက်တွေကိုသိသက်စေမယ်လို့ကျွန်တော်မထင်ဘူးဟုတ်ကဲ့နိုင်ဒီရှုံးတွေကတပိုင်းပေါ့နော်ဟုတ်ဟုတ်ဒါပေမဲ့သူတို့ performance တွေကျွန်တော်တို့တွေမျှော်လင့်တယ်လို့ကျွန်တော်တို့တွေကြည်နက်စေမယ် performance မျိုးတွေမြင်ရမယ်လို့ထင်တယ်ဒီလင်းတက်ကအမှုရောနှစ်ယောက်လုံးကိုနိုင်မိုးရရပါသေးလို့လည်းကျွန်တော်ဒီကနေ့ဆန္ဒပြုတယ်စ ်ဟုတ်ကျေးဇူးပါကိုစုံကြီးအခုလိုပြည့်စုံဖြစ်ကြပါပြီတော်နော်